အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကမြတ်စွာဘုရားရှင်နဲ့အပြန်ဆိုးခဲ့တဲ့သူရဲ့အကြောင်းကိုကျွန်တော်ဒီနေ့သင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘုရားရှင်နဲ့အပြန်ဆိုးခဲ့တဲ့သူလို့ပြောလိုက်တာနဲ့မြတ်စွာဘုရားကောင်းထဲမှာပေါ်လာမဲ့သူကတော့ ဒီဝရဒ်ပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ဒီဝရဒ်ရဲ့အကြောင်းလေးဖြစ်ပါတယ်ဒီဝရဒ်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့အားလုံးမြင်ကြမှာကလိန်တတ်တဲ့သူမောင်းမမှန်ပြလို့တတ်တဲ့သူမနာလိုစိတ်ရှိတဲ့သူဒွမ်းမတတ်တာပေါ်များတတ်တဲ့သူအဲ့ဒါစင်ငင်လို့တဲ့သူစရဲမကောင်းတဲ့ချက်တွေနဲ့နမီကြော်ကြားတဲ့သူလို့သိကြမှာပါဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့သင်ကန်းစာယူစရာတွေရှုံကျင်စရာတွေအများကြီးရှိပါတယ်အဲ့ဒီတည်းမှာမာဒီဝရဒ်ရဲ့ယုံညံ့မှုအကြံစီတွေနဲ့အပြုမူတွေကြောင့်ရှင်တော်မြတ်ဗုဒ္ဓရှင်သာရိပုတ္တရာရှင်မာမောဂလာစရဲ ြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘိက္ခုတန်ခါအဖွဲ့ရဲ့ကြီးမားမှုတွေမွန်မြတ်မှုတွေကိုကျွန်တော်တို့သိရှိနားလည်လာရတာပဲဖြစ်ပါတယ် အဲ့ဒါကြောင့်လဲကျွန်တော်ဒီဗီဒီယိုလေးထဲမှာအသေးစိတ်ပေါ်တွင်မျက်စက်ပေးသွားမှာမို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြဖို့ကျွန်တော်ပြောကြားလိုပါတယ်။ဒါမှလည်းလေးလာသိဉ္စရာတွေရှောင်ချင်ရမယ့်အချက်တွေကိုပုံပုံသိရှိနားလည်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဒီလိုစိုးသန်းတဲ့သူရဲ့အကြောင်းကိုအသေးစိတ်သိရှိထားတော့ကျွန်တော်တို့ရှောင်စရာတွေသိဉ္စရာတွေအများကြီးပေါ်လာပါလိမ့်မယ်။အဲ့လိုပေါ်လာတဲ့ဟာတွေကိုသင်ခန်းစာယူပြီးတော့ကျွန်တော်တို့ရှောင်ကျင်ကြမယ်ဆိုရင်တော့ကျွန်တော်တို့အပြစ်ကနေပြီးတော့ပုံပုံသက်သာလုပ်ခင်းပါလိမ့်မယ်။ ဆိုကျွန်တော်ရှင်းရှင်းဝေးဝေးလေးပြောမနေတော့ဘူးကျွန်တော်ဗီဒီယိုလေးကိုစတင်ကြတာဗီဒီယိုလေးမစခင်မှာပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမန်ကြောင်းနေနဲ့ဘုဒ္ဓသာရပွဲအကြောင်းအရာတွေကိုသိရှိခြင်းနဲ့ဆိုတော့ကျွန်တော် channel လေးကို subscribe လေးနှိပ်ထားကြဖို့ကျွန်တော်ပြောကြလိုပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးစတင်ကြအောင် ဒေဝရဟာသုဘရဗုဒ္ဓနဲ့အမိတာတို့မှာရရှိတဲ့သုဘရတော်သားရဲ့ဖြစ်ပါတယ်။အမိတာကသတ္တတနရဲ့ညီမဖြစ်ပြီးတော့တัจတောက်ကေဝင်ရယ်ဖြစ်ပါတယ်။သုဘရဗုဒ္ဓကတော့ကုန်တိယအနွယ်ဝင်ဖြစ်ပါတယ်။ဒါပေမဲ့တัจနဲ့ကောလိယအနွယ်ဝင်တွေကဆွေမျိုးသားချင်းတွေပဲဖြစ်ပါတယ်။အဲ့ဒီမြတ်စွာဘုရားရှင်လက်ထက်ကသူတို့ရဲ့အမျိုးတွေကိုတခြားသွေးတွေလာနောမှာကိုကြောက်တယ်ဟာဆိုတော့ဆွေမျိုးချင်းချင်းပေးစားကြတဲ့ထုံးစံလေးရှိခဲ့ပါတယ်။ဒီဝရကမဝင်ပွားခင်မှာသုဘရဗုဒ္ဓကတာယောက်ျားတွေရရှိလိုတာကြောင့်ဒေဝီဒေဝတာလို့ခေါ်တဲ့ နတ်သားနတ်သမီးတွေအမျိုးမျိုးကိုရှေ့ပို့ပူဇော်ခဲ့ကြတယ် အဲ့ဒီတော့တာယောက်ကြတဲ့မွေးတဲ့အခါမှာတော့နမီကိုတေဝရလို့မှတ်သွင်းခေါ်ခဲ့ပါတယ်တေဝရရဲ့အတိတ်ဘက်ကတော့နမရရဲ့အာနုဘောကြောင့်ရရှိထားတဲ့သားဆိုပြီးတော့အတိတ်ပဲရပါတယ်တေဝရကငယ်စဉ်ကလေးကတည်းကရုပ်ရည်လေးချောမောတယ်ညံလေးကောင်းတယ်သူတို့အပေါ်မှာလည်းစော်ကားကျင်တဲ့စိတ်ကလေးတော့ရှိတယ်ဗျအလေးချင်းချင်းကစားတဲ့အခါမှာလည်းစကားများလေးရှိတယ်ထိုးတာချိန်တာတို့ဇန်စတာတို့ကလည်းသူကအရှိဆုံးကပါတတ်တဲ့လူလည်းဖြစ်တယ်မိခင်ပြည့်သူအမိသားမှလည်းတနေ့တနေ့ဒီပြည့်နေတာဖြစ်ရှင်းနေရတာနဲ့အချင်းကုန်နေပါတယ် ဒေဝရကိုငောင်းငံဆုံးမတော်လဲအချိုးကပြင်မလာပါဘူးအဘိုးဘွားတွေရှိတဲ့ကပိလဝတ္ထုတိုင်းကို တွားရောက်လည်းပဲရတာလေဒီဘက်ကပျော်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်ပျော်လဲဆိုတော့အဲ့ဒီမှာတိတ္ထာတို့အာနန္ဒာတို့မဟာနာမတို့နန္ဒာတို့အနုရုဒ္ဓတို့သူတို့ရှိတာကြောင့်ဖြစ်ပါတယ်။သူတို့ရှိတော့ကစားရတာအဆင်ပြေတယ်။အဲ့တော့ကပိလဝတ္ထုမှာဒီဘက်ပြောတယ်။ဒါပေမဲ့သူတို့နဲ့လည်းတဲ့တာတော့မဟုတ်ဘူးဗျ။စကားများတဲ့ရန်ဖြစ်တယ်။သူကစကားများရန်ဖြစ်ရတာကိုအချင်းတကူဖြစ်နေတော့ဘယ်လိုများမှလည်းမတဲ့ပါဘူး။အဲ့လိုဆိုတတ်နေလို့သူရဲ့ဖခင်သူပရဝဒါကစွန့်မတော်လဲမိခင်ဖြစ်သူအမိတာကကာကွယ်ပေးတယ်။ အဲ့လိုတောက်ခွင့်မေးတဲ့အတွက်ကြောင့်သူရဗုဒ္ဓနဲ့အမိသာတို့ကစကားထံများကြရတယ်။ပြောရတော့မိမိချစ်တဲ့သားလေးပေါ့။ကျွန်တော်ဒီနေ့မှာစကားဆက်လို့တခုပြောချင်တာကမိဘတွေတာရမီကိုလုံလိုက်ထားတာကဒါချစ်တာလို့ခေါ်တာမဟုတ်ဘူးကြ။သူရရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့ဘောကျွန်တော်သူတို့ပြောရတော့ချစ်တာမဟုတ်ဘဲနဲ့နှင့်တာလို့ပြောရမယ်ပဲ။တချို့ကဆုံးမတယ်။တချို့ကြတော့လည်းလှုပ်ချင်တာလှုပ်ဆိုပြီးလှုပ်ပေးထားကြတယ်။အဲ့ဒီတော့ကြီးလာတဲ့အခါမှာမနိုင်ကြတော့မနိုင်တဲ့ရွယ်မှာတော့ဆုံးမခြင်းလို့မရတော့ဘူးပြ။ကျွန်တော်တို့နန်းနန်းနင်းနင်းရွယ်ကိုဆုံးမလို့ရမယ်ရွယ်။အဲ့ဒီချိန်မှာမိဘတွေကြာ ဆုံးမထားကြရမယ်ဗျအဲ့ဒီချိန်မှာကြီးလာတဲ့ခံမှာကိုပြောဆိုဆုံးမရလွယ်မယ်စကားတော်ကုံပြောလိုက်တဲ့နဲ့အသေးပဲတခုတိသွားမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်လူမှုဆက်ဆံရေးနဲ့လည်းအဆင်ပြေသွားရောဗောဗျာအဲ့လိုမှမဟုတ်ဘဲနဲ့ငငယ်တုန်းကတည်းကချစ်လို့အနုလိုက်ထားတယ်အာသူဘာလို့လို့မပြောနဲ့ချစ်လို့အဲ့လိုဆိုရင်ကြီးလာတဲ့ချိန်မှာကဆုံးမရခတ်သွားပါလိမ့်မယ်ဆုံးမရခတ်သွားတဲ့ချိန်မှာမှငါနောင်တရလေးချင်းဆိုပြီးတော့ပြောရင်တော့ကိုပဲတော့ကပြပါတာတွေများပါလိမ့်မယ်အဲ့ဒါကြောင့်ဒီလိုကြီးတဲ့တန်းမှာမိဘနေရာရောက်တဲ့လူတွေပါတယ်ဆိုရင်တော့ကိုယ့်ရဲ့တာရမီတွေကိုငယ် ယ်စဉ်ကရကတိုင်းချင်းတိမ်မအောင်ရှုသေးကချမ်းတက်အောင်ဒါပင်လူကြီးသူနာစကားတွေနားထောင်အောင်အထူးလည်းလဲဆုံးမတင်ကြပေးပါလို့ကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်။ကြည့်ရတော့ကျွန်တော်တို့ video လေးပြန်လဲဆက်လိုက်ကြရအောင်။ တနည်းတော့အခါမှာတော့လက်ရှာမင်းသားလေးကဥယျံပြင်းတိုင်းတယောက်တည်းနေနေခြင်းပေါ့ဟိတတော်ကနေဥယျံဘော်ကဖြတ်ပြန်သွားတာကိုတွေ့လိုက်ရပါတယ်အဲဒီလိုတန်သားတာကိုအပေါ်မော့ခြင်းရဲ့နောက်ထပ်ဟိတတော်ကလည်းထပ်ပြီးတော့ပြန်သွားပါတယ်အဲ့ဒီမြင်ကွင်းကိုတိတ်ချကကြည်နူးစွာနဲ့ပဲကြည်နေပါတယ်အဲ့ဒီချိန်မှာပဲသွေးဆိုးနေတဲ့ဟိတတကောင်ကခေါရမနားကိုပြုတ်ကျလာပါတယ်ကြည်လိုက်တော့ကြတော့မြားဆိုင်တာတဲ့ဟိတဖြစ်နေပါတယ်အဲ့ဒါနဲ့ခေါရမကမြားတန်ကိုနှုတ်ပြီးတော့သူ့ရဲ့ရင်ခွင်ထဲကိုဟိတလေးပို့ထားလိုက်ပါတယ်မကြမီမှာပဲတိပင်ချကလူတယောက် 못할 나라고 မြင်ရပါတယ်ဒီအဲ့ဒါဘယ်လိုဖြစ်မလဲလူချင်းမလို့ comment ကြည့်တိုင်းဟုတ်ပါတယ်အဲ့ဒီထွက်လာတဲ့သူကတော့ David ပဲဖြစ်ပါတယ် David ကလူစီကိုလာပြီးတော့အင်းတာမြတ်ကိုဒီလိုတောင်းပါတယ်ကောရမတင်းရင်ဝယ်ပိုက်ထားတဲ့အင်းတာမြတ်ကငါပန်ဆိုင်နဲ့ငတ်ဖြစ်နေပါတယ်ငါ့ကိုပြန်ပေးပါလို့တောင်းလိုက်ပါတယ်ကောရမကလည်းအေးဆေးစွာနဲ့ပဲပြန်ဖြေပါတယ်ဒီငတ်ကငါပန်ဆိုင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် David ကလည်းစိတ်ဆိုးပြီးတော့ဒီငတ်ကိုငါပစ်ထားတယ်ဆိုတာတင်မတိဘူးလားဆိုပြီးတော့ခက်ဆက်ဆက်အတန်လေးနဲ့ပြောလိုက်ပါတယ်ကောရမကလည်းဒီငတ်ရဲ့အသက်ကိုငါကာကွယ်ခဲ့တယ်ဆိုတာကိုတင်တိထားဖို့လိုအပ် ပေးလိမ့်မယ်ဒီလိုကကိုရမပြောခဲ့တဲ့စကားတွေကိုဖလူးမဆိုင်ပေးနေငါပြထားတဲ့အမေငါပြန်ပေးဆိုပြီးတော့ ခက်ဆက်ဆက်လေးပဲပြန်သွင်းလိုက်ပါတယ်ဒီဝရတူးတူးပြောပါဦးဒီမြင့်ကအတင့်တန်ကိုကြားပြီးတော့ကြောက်လန့်နေပါဘူးချစ်ဖြင်းနဲ့တူးတူးပြောပါဆိုပြီးတော့ခေါင်းမောင်းကတတရာရာလေးပြန်ပြောခဲ့ပါတယ်ဒီဝရကငါပြစ်မှတ်တဲ့လို့ဒီငှက်ကောင်းကင်မှာရေဖို့ကြာလာတာအဲ့ဒါကြောင့်ဒီငှက်ကိုငါပန်ဆိုင်တဲ့ခေါင်းမောင်းဆိုပြီးတော့ထပ်ပြီးတော့တောင်းပါတယ်ခေါင်းမောင်းကလည်းမှန်ပါတယ်အတင်ပြစ်လိုက်တဲ့မြားမှန်ပြီးတော့ဒီရင်တန်ငှက်ကကြာလာတာဆိုတာမှန်ပါတယ်ငါလည်းသိပါတယ်ဒါပေမဲ့ဒီရင်တန်ငှက်ကိုတင်မရနိုင်တော့ဘူးဆိုပြီးတော့တင်ငင်စွာနဲ့ပဲထပ်ပြီးတော့ပြော ခဲ့ပါတယ်။ဘာဖြစ်လို့ငါကမရနိုင်တော့တာလဲဆိုပြီးတော့ developer ကအာအနေဆိုတဲ့မေးမြန်းခဲ့ပါတယ်။အတဲ့ developer ကတင်နားမလဲသေးဘူးလား။ငါကဒင်ငယ်ရဲ့အတက်ကိုကဲထားတာ။ဒါကြောင့်ဒင်ငယ်ကိုငါပိုင်တယ်။အတင်နားမလဲနိုင်မေးဘူးလားဆိုပြီးတော့ကိုရမကပြောလိုက်ပါတယ်။ဘာဝဲပြောပြောငါပြစ်ထားတဲ့အမဲငါပိုင်တယ်။ငါပစ္စည်းငါပြန်ပေးဆိုပြီးတော့ developer ကရန်စကားဆလာပါတယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်လုံးချစ်ကြရင်နဲ့ဘင်ကြီးတန်ရောက်သွားခဲ့ပါတယ်။ဘင်ကြီးစီရောက်တဲ့အခါမှာတော့ဘင်ကြီးကဟဲ့ချစ်တာမင်းသားတို့ဘလို့ကြောင့်ပြောကြငါဘင်ကြီးတန်ရောက်လာကြပါတ တယ်လဲဆိုပြီးတော့မင်းလိုက်ပါတယ်အဲ့ဒါနဲ့အเจ้าဆုံးကိုဒီဘက်ကရှောက်တင်လိုက်ပါတယ်အဲ့လိုရှောက်တင်လိုက်တဲ့အခါမှာဘီရင်ကြီးကငါတို့အသက်ရှင်နေတဲ့တတော်ဝါပေါ်ထိုတတော်ဝါကြီးအသက်ကိုကာကွယ်ပေးသူကမှပိုင်ဆိုင်မှုအမှတ်ရသည်ရှားစကုမာရဂေါရမမှာဒီတတော်ဝါငယ်ရဲ့အသက်ကိုကာကွယ်ပေးထားတဲ့အတွက်ဒီတတော်ငယ်ပေါ်မင်းသားရဲ့ပိုင်ဆိုင်မှုသတ်မှတ်လို့ရပါတယ်ဆိုပြီးတော့သောရဏတမင်းကြီးကဖြည့်ရှင်းခဲ့ပါတယ်အဲ့ဒါနဲ့ဒီဘက်ကမကျင်းတဲ့ဒီဘက်ထပ်မေးပြန်ပါတယ်အရှင်မင်းကြီးအပေရဲ့အင်းငန်တာတည်ဆုံသွားခဲ့နေရှိသောအဲ့ဒီအမဲကို ဘယ်သူပိုင်ဆိုင်ခွင့်ရပါသလဲလို့ဆိုပြီးတော့ထမင်းပါတယ်မင်းကြီးကလည်းရင်မောပြီးတော့တည်ဆုံးသွားခဲ့ရင်တော့ပြစ်တဲ့သူကပိုင်ဆိုင်မှုရပါလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အဲဒီအချိန်မှာဒေဗရက်ကဟာတေးအောင်မပြစ်လိုက်ရတာနားတယ်ဆိုပြီးတော့အဲ့ဒီမှာရှိတဲ့မူမတ်တွေအားလုံးကိုမကြည့်တဲ့အကြည့်နဲ့ကြည့်သွားပါတယ်အဲ့ဒါကိုသိတဲ့အမတ်တယောက်ကပြင်းကြီးတန်သွားပြီးတော့ဒီအဖြစ်ကိုတော့ဒေဗရက်အားရဖို့မရဘူးတနည်းနည်းဖြင့်ကြံပါအောင်ဆိုပြီးတော့အမင်းကြီးကိုရှောက်တင်လိုက်ပါတယ်မင်းကြီးကလည်းအကြံကိုရသွားပြီးတော့သူတို့နှစ်ယောက်ကိုပြန်ခေါ်ခဲ့ပါတယ်သူတို့နှစ်ယောက်ကိုပြန်ခေါ်ပြီးတော့တင်းရင် ောင်ကျောက်ကိုအလဲမှာထားမယ်ချစ်သားနှစ်ယောက်ကဘေးတစ်ဖက်ဆယ်လမ်းစီမှာနေမယ်တင်းဟန်းတောင်ကျောက်ကိုအလဲမှာထားမယ်တင်းဟန်းတောင်နဲ့တွားတဲ့ဘက်ကသူကတင်းဟန်းတောင်ကျောက်ရဲ့ပိုင်ရှင်ဖြစ်ရလိမ့်မယ်ဆိုပြီးတော့အငြင်းများဖြစ်အောင်နောက်တစ်တမျိုးထပ်စီစဉ်ခဲ့ပါတယ်အဲဒီလိုနဲ့ကွန်းလဲလဲယောက်ကိုတင်းတောင်ကျောက်ကိုအလဲမှာထားချင်းလန်းဆယ်လမ်းစီကွာရဝေးတဲ့နေရာမှာတယောက်တစ်ဖက်တစ်ချက်စီမှာနေပြီးတဲ့အခါမှာတင်းတောင်ကျောက်ကလေးချလိုက်တဲ့အချိန်မှာတင်းတောင်ကျောက်ကလေးကမရရအောင်တိရစ္ဆာန်ကောရမလေးကိုတွားခဲ့ပါတယ်အဲဒီလိုနဲ့ဒီဟန်တောင်ကျောက်ရဲ့ပိုင်ရှင်ကတိရစ္ဆာန်ကောရမလေးဖြစ်သွားခဲ့ပါ ါတယ်အဲ့ဒါကိုဒေဗရက်ကမကြည်ပြန်ပါဘူးအဲ့ဒီချိန်ကနေစပြီးတော့ဒေဗရက်ကဂေါရမကိုမိမိရဲ့ရန်သူအဖြစ်သတ်မှတ်ခဲ့ပါတော့တယ်အဲ့ဒီလိုနဲ့ဂေါရမသုံးမထမီအချိန်ထိအတိုက်ခံနေတယ်နန်ရွေတမ်းမှာရှိကြပါတယ်ဂေါရမနန်ရွေတမ်းမှာရှိနေတော့ကအတိုက်ခံလုပ်တာတွေမကောင်းကြံတာတွေရန်စတာတွေဒါဟာကြီးမားတဲ့အပြစ်ကိုမရောက်နိုင်ပါဘူးတာမန်တဘောတော့ပဲရှိပါတယ်ဒါပေမဲ့တိစ္ဆာဂေါရမက တောထံပြီးတော့ဘုရားအဖြစ်ကိုရောက်တဲ့အခါမှာတော့ဒေဝရရဲ့အပြုံမူအကျဉ်းကျန်တွေကကြီးမားတဲ့အပြစ်ကိုရောက်တဲ့အထိဆွဲခေါ်သွားပါလို့လေ။ကဲဘယ်လိုဆွဲခေါ်သွားလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်ကြည့်ကြရအောင်။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်လန်းကဒီကနေစတယ်လို့ပဲပြောရမှာပဲဗျ။ဘုရားအဖြစ်ကိုရရှိပြီးတဲ့နောက်နှစ်နှစ်ကြာတဲ့အခါမှာရှင်တော်မြတ်ဗုဒ္ဓကမိမိရဲ့တန်ခါအဖွဲနဲ့အတူခမဲတော်ကြီးတုဒ္ဓရဏမင်းကြီးရဲ့ဖိတ်ရှားချက်ကြောင့်ကမိလဝတ္ထုနေမီတို့ကိုကြွားရောက်တော်မူခဲ့ပါတယ်။ကမိလဝတ္ထုမှာခုနှစ်ရက်တိတိတည်တင်းသုံးတော်မူခဲ့ပါတယ်။ အဲ့ဒီလိုနေနေတဲ့အချိန်မှာချက်သားရာဟုလာနဲ့ညီတော်အာနန္ဒာတို့ကိုဥပဇေပြုစေခဲ့ပါတယ်။အဲ့ဒီလိုဥပဇေပြုပြီးတော့ဘုဒ္ဓတန်ခါအဖွဲ့မှာလည်းတွင်တွင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုတုတ်တန်ပြီးတဲ့နောက်မှာဘုရားရှင်ကကပိလဝတ္ထုနေမီတော်ရဲ့အနီးနားမှာအနုပိယကမ္မရွာမှာရှိတဲ့တရတော်ဥယင်ကိုထွက်ခခဲ့ပြီးတော့တန်ဃာများနဲ့အတူတရင်သုံးနေတော်မူခဲ့ပါတယ်။ဘုရားတော်မကလည်းတရားဟောလွန်ကောင်းတာကြောင့်တစ္ဆတ်တောက်ပြီးဝင်နေလဲဘုရားရဲ့တရားတော်တွေမှာဆွမ်းမက်ဖွယ်ကောင်းတာကြောင့်ဥပဇေအဖြစ်ခံယူလာကြပါတယ်။အဲ့ဒီတည်းမှာကပိလဝတ္ထုမှာရှိတဲ့မင်းသား6ပါးလည်းဘုရားတန်ဥပဇေခံယူဖို့စိတ်ပိုင်းဖြတ်ပြီးတော့ဘုရားရှိရာတရတော်ဥယင်ကိုလိုက်ပါသွားခဲ့ကြပါတယ်။ လိုက်ပါသွားတဲ့မင်းသားတွေကတော့ဒေဝရအာနန္ဒာအနုရောဓဗတ္တိယကင်ပိလနဲ့ပုက္ခုမင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီမင်းသားတွေနောက်ပါမှာစတတဲ့ဥပါလိလည်းပါပါတယ်။ဥပဇေဝိနဲ့မင်းဝန်တန်စာတွေကိုချွတ်ရမယ်လို့တည်ထားတာကြောင့်သူတို့ရဲ့မင်းဝန်တန်စာတွေကိုဥပါလိကိုပင်ပြီးတော့နေပြီးတော့ကိုပြန်ခိုင်းလိုက်ပါတယ်။ဥပါလိလည်းပြန်လာတဲ့လမ်းမှာပဲမင်းသားတွေရဲ့မင်းဝန်တန်စာတွေကိုယူပြီးတော့မပြန်ရဲတာကြောင့်တစ်ပင်ကြီးမှာချိန်ထားခဲ့ပြီးတော့ဥပဇေဝိမဲဆိုပြီးတော့မင်းသားတွေနောက်ကိုအမိပြန်လိုက်သွားခဲ့ပါတော့တယ်။ မင်းတော့ကြပါကောလေမိရောအကြောင်းစုံကိုရှင်းပြပြီးတော့ဥပဇေဝေရပြောကြပါတော့လေအဲ့ဒါနဲ့မင်းသား၆ယောက်နဲ့ဥပါလိကလည်းမြတ်စွာဘုရားထံကိုရောက်သွားခဲ့ပါလေဘုရားမြတ်စွာဘုရားစီပေါ်ရောက်ပြီးတော့ပထမဦးစွာဥပါလိကိုဥပဇေပြုပင်းရန်ရှောင်လာကြပါတယ်ဥပါလိကိုဥပဇေပြုပြီးတော့မင်းသား၆ယောက်ကိုလည်းဥပဇေခံယူခဲ့ပါတယ်အဲ့ဒီလိုနဲ့ဘုရားမြတ်စွာဘုရားရဲ့ဂုဏ်တဲ့ဝန်တော်ကိုယ်တွေကကြီးတက်တက်ကြီးပြန့်နေစေပြန့်လာပါလေဒါကတိုက်ကမာတို့ကလည်းမြတ်စွာဘုရားရှင်မရှိဘူးလားရှင်သာရိပုတ္တရာမရှိဘူးလား ရှာမာမောက်ကလန်ကိုရမျက်ကြီးရှိဦးလားဆိုပြီးတော့မြင်မြန်ပြီးတော့လှူဒန်းကြပါဒါကိုဒီဘက်ကမချေမနှက်ဖြစ်လာပါတယ်အစကမှဗုဒ္ဓရဲ့အပြိုင်စိတ်ရှိတဲ့သူဆိုတော့ဒီလိုကုန်တဲ့ရင်ကြော်ကြကြီးမားလာတော့လေအခါစိတ်ကပို့ပြီးတော့ပေါ်လာပြန်ပါတယ် ဒေဝရစင်းသားဘုကံဒီလိုငါးလက်ချမင်းလာနဲ့အတူရဟန်းဘောင်ကိုတက်လာခဲ့တဲ့သူတယောက်ဖြစ်တယ်။ငါးလက်သူတို့လိုခတိယလူမျိုးနွယ်ဝင်တအုပ်လည်းဖြစ်တယ်။ဘုရားနဲ့နိစ္စဆုံးဆွေမျိုးသားချင်းတော်ဆက်သူလည်းဖြစ်တယ်။ဘာလို့ဒါကဒါကမှတွေကငါ့ကိုမမြင်မြန်မလေးစားမကြည်ညိုမဖူးညော်ပဲလောက်ကြတာလဲဆိုပြီးတော့အတွေ့တစ်ခုဝင်သွားပါတယ်။ တကယ်တော့သူထင်ခဲ့တာကအပြင်မှာရှိတဲ့မင်းဒီမင်းသားတွေဘယံတွေပုံစံကို သူထင်ခဲ့တယ်ဒါပေမဲ့ဘုနာတရဏဘုနာပါဒမှာအဲ့လိုမရှိပါဘူးပြစ္ဆောပြရှိကိုရောမြကြီးကိုတိုင်းကလည်းစူးစမ်းထုတ်ခဲ့တယ်နောက်ကပါရမီရှင်တွေကလည်းသူ့အနေနဲ့သူလိုက်လာကြတယ်အဲ့ဒါကအဲ့လိုပါရမီကိုသွားပြီးတော့ရှင်လို့မရပါဘူးပြစ္ဆောပြရှိကိုရောမြကြီးဆို၄သိန်းချင်းနဲ့ကဘာနဲ့လဲရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆို၂သိန်းချင်းနဲ့ဘလောက်ဆိုပြီးတော့အဲ့လိုအရှိရှိတုန်းကတင့်ညံခဲ့တဲ့ပါရမီတွေကဒီဘောမှာသူတို့စူးစမ်းမှုနဲ့ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ဒါကိုဒေဝရက သူ့အထင်မှာတော့သူလည်းမင်းသားနဲ့ဖီမျိုးတက်ဆက်တယ်မင်းသားနဲ့အတူနေရတယ်အဲ့ဒါကိုငါကြဒါလို့မကြင်ညိုတာလဲမကိုးခွဲရလဲဆိုပြီးတော့ကိုကိုကိုထပ်ပြီးတော့စူးစမ်းအထုံမယ်ဆိုတာမရှိဘဲနဲ့သူတစ်ပါးကိုတက်ခိုက်ခြင်းနဲ့စိတ်ကအဲ့ဒီမှာပေါ်လာပါတယ်နောက်ဆုံးတော့အကြံတစ်ခုရသွားပါတယ်အဲ့ဒါကတော့ရိုးရိုးချင်းမြင့်မြင့်ကြံမယ်ဆိုတဲ့အကြံတော့မဟုတ်ဘူးဗျအလွန်နည်းကိုပဲလမ်းပြီးတော့သူ့ကိုလေးစားကြင်ညိုလောက်အောင်လုပ်မယ်အဲ့ဒါကတော့မာဂရပြည့်ရှင်ဘယင်ဘယ်မိတာရရဲ့ တောညာဇံမေဗျာကြီးဝါဒကီဒေဝီတို့ကအစကနေ့ကတိုင်းရှင်တော်မြတ်ဗုဒ္ဓနဲ့ဗုဒ္ဓတရားဓမ္မတွေကိုကိုကိုကြီးညူကြတဲ့သူတွေဖြစ်ပါတယ်။ဗိမိသတ္တမင်းကြီးမှာမိပြားငယ်ရှိပါသေးတယ်။သူ့ရဲ့မိကတော့ဆလနာဖြစ်ပြီးတော့ဝေတာလီမင်းမျိုးမင်းနံမှာဆင်းသက်လာတယ်လို့ဖြစ်ပါတယ်။ဆလနာကဂျင်းပါတာဓမ္မကို စတင်တည်ထောင်ခဲ့တဲ့ဆွာမိမဟာဝိရာရဲ့အနီးဆက်ဆုံးသူမျိုးတွေကတယောက်ဖြစ်ပါတယ်။ဗုဒ္ဓဗျာရှင်ပွင့်လာတော့လူတွေကဗုဒ္ဓကိုလိုက်ပါစီကတ်ကြီးညူနေကြတော့ဗုဒ္ဓကိုမကျင်တတ်တဲ့အဖွဲ့တဲမှာလည်းဗိမိသတ္တ တမင်းကြီးရဲ့မိဖုရားငယ်ဆလန္နာလည်းပါပါတယ်ဆလန္နာမှာသားလေးတစ်ယောက်ရှိပါတယ်သူကတော့အလုံးတည်ထားကြတဲ့အဇာတသက်ပဲဖြစ်ပါတယ်ဒီဘက်ကလည်းတရားကျင့်တဲ့အချိန်တုန်းကတိတ်တိအောင်ထားတဲ့သူတယောက်ဖြစ်တာကြောင့်သူ့ရဲ့တိတ်တိတကိုးတွေကိုမိဖုရားငယ်ဆလန္နာကိုပြပြီးတော့ချင့်ကပ်ပါတယ်အကြံသူတဲ့သူတွေဖြစ်တာကြောင့်ကြကြပဲမစည်းစုံမစည်းယုံရပဲသူ့ရဲ့သားတော်အဇာတတ်နဲ့မဆက်ပေးခဲ့ပါတယ်အဇာတတ်ကလည်းနေတန်းလိုလိုပင်ဒေဝရတ်အဆုံးအမကိုခံယူပါတယ်ဒေဝရတ်ကြောင့်ကိုအမြဲသွားပါတယ်ဒေဝရတ်ကအဇာ ဒရတ်ကိုမင်္ဂလာတိုင်းပြန်လှုပ်ရန်မြောက်ပေးပါတယ်အဇာသက်ကလည်းမရင်ကျက်သေးတော့ဒေဝရတ်ပြောတာကိုပဲအတည်ယူခဲ့ပါတယ်ဒေဝရတ်ကပြောရများလာတော့အဇာသက်စိတ်ကဆိုင်လာပါတယ်နောက်ဆုံးတော့ဒေဝရတ်ကဒီလိုပြောပါတယ်တာဂါကြီးလူဘဝကအင်မတန်တူတောင်းလာပါတယ်စကင်ခစ်တွေကလူတို့မှာတက်တန်းရှင်တရားစွာနေထိုင်ခဲ့ရတယ်ဆိုတော့လေယခုချိန်ကာလလူတို့တက်တန်းမှာတူတောင်းလာခဲ့ပါပြီပြီးတော့ဘယ်သူကဘယ်ချိန်ကွယ်လွန်နှိမ့်စာရောက်သွားမယ်ဆိုတာကိုလည်းကြိုတင်မတိနိုင်ပါဘူးဒီလိုနေရတဲ့အချိန်မှာငါးစ ရာဒါကကြီးကိုနှိုးစော်တိုက်တွန်းကျင်နာကတော့မကနထီနန်းကိုစုံမုံပိုင်ဆိုင်နိုင်ရအောင်မင်းကြီးဘိန်ဝိတာရာကွယ်လွန်နိုင်စရောက်မဲ့အချိန်ကိုစောင့်နေတင်ပါဦးငါဆရာမုန်းကြီးကလည်းဒါကကြီးအပေါ်စာနာမှုများရှိ၍ပြောရခြင်းဖြစ်ပါတယ်ငါလည်းဖြစ်တဲ့နီလန်းမျိုးနဲ့ရှင်ဘုဒ္ဓကိုဖယ်ရှားပြီးတော့ဘုဒ္ဓတန်ခါအဖွဲ့ရဲ့ဦးစီးနာယကအဖြစ်ကိုရယူမှာဖြစ်ပါတယ်ရီမန်းချက်သူနေတဲ့ဖြစ်တဲ့ငါဘုန်းကြီးနဲ့ဒါကအရှင်မင်းသားတို့ ပူပေါင်းကြံစည်ပြုမှုတော်မှာငါတို့ဘဏ္ဍာကိုစကူးနိုင်မှာဖြစ်တယ်ဆိုပြီးတော့အခွင့်အရေးကြတိုင်းဒီစကားကိုပြောပါတယ်အဲ့ဒီလိုစကားတွေကြောင့်စာတရက်ကသူ့ရဲ့ခမဲသောဗမိတာရာမင်းကြီးကိုလောက်ကြမယ်ဆိုပြီးတော့စံနန်းဆောင်ကိုဓားဖွဲ့ပြီးတော့တွားခဲ့ပါတယ်ဒါပေမဲ့လည်းအဆောင်တကားမှုတွေကတိသွားတာကြောင့်ဖန်ဆင်းပြီးတော့ဘရင်ဗမိတာရာရှေ့ကိုခေါ်ဆောင်လာခဲ့ပါတယ်ဘင်းကြီးကလည်းသူ့ရဲ့သားတော်ဖန်လာလာဆိုတော့အံ့ဩသွားပါတယ်ပြီးတော့တကားမှုကဖြစ်ချောင်းကွန်စင်ကိုရှောက်တင်ပါတယ်ဗမိတာရာမင်းကြီးကလည်းအစာတရက်ကိုဒေါနာမထွတ်ထူတာစာနဲ့ပဲဒီလို မဲပါတယ်။ချစ်တာမင်းသားကိုပါကင်ကိုတတ်မဲ့ကြီးလေးတဲ့အပြစ်မျိုးကိုအဘယ်အတွက်ကျူးလွန်ခြင်းလှပါသလဲဆိုပြီးတော့မေးလိုက်ပါတယ်။အဇာတတက်ကလည်းမရှက်မကြောက်ပဲနဲ့ထီနန်းကိုလိုချင်လို့ဆိုပြီးတော့ပြောပါတယ်။မင်းကြီးကအံ့ဩစွာနဲ့ပဲထီနန်းကိုလိုချင်လို့ဥက္ကလာဆိုပြီးတော့ထပ်မေးခဲ့ပါတယ်။အဇာတက်ကလည်းဟုတ်ပါတယ်။ကျွမကနိုင်ငံရဲ့ထီနန်းကိုပိုင်ဆိုးကြပါတယ်ဆိုပြီးတော့ထပ်ပြောပါတယ်။မင်းကြီးကလည်းဒီထီနန်းနဲ့ယာဇပလင်ဟာတားတော်ပိုင်ဖြစ်ပါတယ်။ကိုပိုင်နဲ့အရာကိုရရှိဖို့အဖေကိုတတ်ဖို့လိုလိုလားဆိုပြီးတော့ပြောပြီးတော့နန်းနဗန်က ခမဆောင်ကနေအပြင်ကိုထွက်သွားခဲ့ပါတယ်ခမတော်မင်းကြီးထွက်သွားပြီးတာနဲ့အဇာသက်မင်းသားရာဇပလင်ကိုတတ်ထံပြီးတော့မင်္ဂတာအတိုင်းရဲ့ဘယင်ဖြစ်ခံယူလိုက်ပြီးတော့ခမတော်ဘယင်တာမင်းကြီးနဲ့မိဖုရားကြီးဝါသဝီဒေဝီတို့ကိုဖမ်းချုပ်ခိုင်းလိုက်ပါတယ်မင်းကြီးနဲ့မိဖုရားဘွားဟာအချုပ်ကန်းတဲမှာပဲအဆုံးသက်သွားခဲ့ရပါတော့တယ်အဲ့ဒီလိုနဲ့အဇာသက်ကဘယင်ဖြစ်လာပြီးတော့ဒေဝရတ်ကိုလည်းမင်းစရာရာဇဂုရုအဖြစ်တင်မြောက်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ဒေဝရတ်ကထင်ရှားလာပြီးတော့ဒါဂါဒါကမ္မတွေပုံများလာပါတော့တယ်အဲ့ဒီ ုံနဲ့မကြမိမှာပဲဘုရားမြတ်စွာကိုအဆုံးသတ်ရန်ကြံစီပါတော့တယ်ပထမကျင်စာတက်ရက်လူသက်သမားတွေကိုဒီဝေဒကမှားပြီးတော့တောရုပ်သက်ခိုင်းပါတယ်လူသက်သမားတွေကလည်းဘုရားထံကိုရောက်တဲ့အခါမှာမြတ်စွာဘုရားရဲ့အရေးကိုကိုလွန်သွားခဲ့ပါတယ်ဒုတိယကျင်နဲ့ဒီဝေဒကထပ်ပြီးတော့ခိုင်းပါတယ်ပထမကျင်လိုပဲတန်ခါအဖွဲဝင်ဝင်သွားကြပါတယ်နောက်ဆုံးတော့သူကိုယ်တိုင်ပဲသွားရလို့ကြံရပါတော့တယ်မြတ်စွာဘုရားဂိတ်စခိုးတောင်မှာတရင်သုံးနေစင်မှာမြတ်စွာဘုရားရှင်ကမနက်တိုင်းစင်ကြံလျှောက်တော်မူပါတယ်အဲ့ဒါကိုလည်းဒီဝေဒကကောင်းကောင်းသိပါတယ်တနေ့နဲ့နဲ့ မှာတော့ဒေဝဒတ်ကဂစ်စကိုတောင် ထိပ်ကနေပြီးတော့ကျောက်သုံးကြီးကိုလှိမ့်ပြီးတော့မြင်းစော်ဘုရားဇင်းညံလျှောက်လာမဲ့အချိန်ကိုစောင့်နေပါတယ်မြင်းစော်ဘုရားကိုမြင်တဲ့အခါမှာတော့တောင်ပေါ်ကနေပြီးတော့ကျောက်သုံးကြီးကိုလှိမ့်ချလိုက်ပါတယ်ကံကောင်းထောင်းမစွာနဲ့ပဲသူလှန့်လန့်တဲ့ကျောက်သုံးကြီးကအခြားကျောက်သုံးတုံးနဲ့တိုက်မိပြီးတော့အစိမ့်စိမ့်မောင်းမှဖြစ်သွားခဲ့ပါတယ်အဲဒီလိုအစိမ့်စိမ့်မောင်းမှဖြစ်သွားတဲ့ကျောက်ဆလေးကနေပြီးတော့မြင်းစော်ဘုရားရှင်ရဲ့ခြေဘဝတော်ဘုကိုကြသွားပါတယ်အဲဒီချိန်မှာသွေးစိမ့်တွေထွက်လာပြီးတော့နာကျင်တဲ့တံကိုလည်းခံလိုက်ရပါတယ်ဒါပေမဲ့တ မတော်ဇီဝကကမြစွာဘုရားတရင်300ကိစ္စကုတ်တောင်ကိုချက်ချင်းရောက်လာပြီးတော့စေကုသပေးတာကြောင့်မြစွာဘုရားရဲ့တန်ရာဟာအမြန်တက်တာပြောက်ကင်းသွားခဲ့ပါတယ်။အဲ့ဒါနဲ့မပြီးသေးဘူး။နောက်ထပ်မကရန်တိုင်းရာဇဂျိုပြည်နန်းတော်မှာရှိတဲ့နာလာဂေရီစင်ကြီးကိုဘယံအစာတရက်ထံကိုကူညီတောင်းပြီးတော့အရှင်ဒေဝရကမြစွာဘုရားဆွမ်းကံကြွရန်လမ်းကိုစေလွတ်ခိုင်းပါတယ်။ပထမတော့စင်ဦးစီကဒေဝရပြောတာကိုညင်းပါတယ်။ဒေဝရကအဲ့လိုလှုပ်ပေးရင်မင်းကြီးကဆုလက်တွေချမယ်ဆိုပြီးတော့ပြောတဲ့အခါမှာတော့စင်ဦးစီကလုံမဲ့ဆိုပြီးတော့ပြော ော်ပါတော့တယ်။နာလာကလေးစင်ကြီးကအလွန်ကြီးလာပါတယ်။သူ့ရဲ့တန်ကလည်းအလွန်ကြောက်မက်ပွဲကောင်းလာပါတယ်။ဘယ်လောက်တောင်ကြောက်မက်ပွဲကောင်းလဲဆိုရင်ကိုဝင်ဆောင်မျိုးသမီးတော်မှာကိုဝင်ပြက်ကြလောက်တဲ့အထီးပဲဖြစ်ပါတယ်။အဲ့ဒီတော့နဲ့စင်ဦးစီးကရေချိုးပေးပြီးတော့စင်ကြောင်တွေကျွေးဇမက OG ကို11ချေပြီးတော့တောက်ခိုင်းစေခဲ့ပါတယ်။အဲ့ဒါတွေလုပ်ပြီးတဲ့နောက်မှာစင်ကြီးကမူရစေရှင်ကောင်းလာပါတယ်။စင်ဦးစီးကအဲ့ဒီချိန်မှာစင်ဦးစီးကမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်အဖွဲ့တွေဆုံးခံကြွလာတဲ့လမ်းကိုဦးတည်ပြီးတော့မူးနေတဲ့စင်ကြီးကိုဆေလွတ် ခဲ့ပါတယ်။အဲဒီချိန်မှာမြတ်စွာဘုရားရှင်တို့ကလည်းရာဇဂုံမျိုးဘက်ကိုစွန့်ခံကြွာလာတဲ့အချိန်ပဲဖြစ်ပါတယ်။စင်ကြီးကလည်းအတန်ကုန်ဟစ်ပြီးတော့မြတ်ဗုဒ္ဓနဲ့တန်ဃာတော်တွေစီကိုဥတည်ပြီးတော့လာနေရာကို တွေ့လိုက်ရပါတယ်။အဲဒီဖြစ်ပျက်ကိုရှင်အာနန္ဒာမြင်တဲ့အခါမှာတော့မြတ်ဗုဒ္ဓရှိကနေအကာအကွယ်ပေးပြီးတော့ရက်တော်မူခဲ့ပါတယ်။မြတ်ဗုဒ္ဓကလည်းရှင်အာနန္ဒာကိုဘယ်ကမ်းလိုက်ပါတယ်။နာရဂရိစင်ကြီးကလည်းမြတ်ဗုဒ္ဓရဲ့အရှိတော်မောက်ရောက်လာတဲ့အခါမှာတော့ဗုဒ္ဓရဲ့ဂရုဏာတော်တွေကြောင့်စင်ကြီးမှဒူးထောင်လာပြီးတော့နှာမောင်းမြေဗုဒ္ဓရဲ့ခြေအဆုံကိုအတအားရ ထိပြီးတော့ညွန့်ကန်ဝါပြုတဲ့ဟန်ဖြင့်တည်နေခဲ့ပါတယ်အဲ့ဒါပြီးတဲ့နောက်မှာသူ့ရဲ့တည်နေရဖြစ်တဲ့ဆင်သင်းကိုကိုနာလာကိစင်ကြီးပြန်သွားခဲ့ပါတယ်မြတ်ဗုဒ္ဓတော်တန်ခါဖွဲ့လဲဝိရဏကြောင့်တိုက်ကိုပြန်ကြွသွားခဲ့ပါတယ်ဒီဖြစ်ရကိုရာဇယုပြည်သူတွေသိတဲ့အခါမှာတော့အဖြစ်ပြက်ကိုကုံစင်တိလိုတာကြောင့်မြတ်စွာဘုရားရဲ့ဝိရဏကြောင့်တော်မှာလူတွေစီကားလာပါတယ်အဲ့ဒီလိုနဲ့ရှင်ဒီဝရတလှုပ်ကြနာလို့လဲတိရောဒီရက်ကိုအကြည်ညိုပြက်လာပါတယ်နောက်ပြီးနန်းတွင်းကစင်ကြီးကိုအုံမြုပ်ခဲ့တာကြောင့်မင်းကြီးရဲ့ဇာတ်သက်ကိုပါအကြည်ညိုပြက်ပြီးတော့ပြက်ရ ရပြုလာပါဒေဝရဒမြတ်စွာဘုရားရဲ့နေရာကိုရဖို့အမျိုးမျိုးစူးစမ်းခဲ့တော်လဲမောင်မြင်ခဲ့ပါအောင်တနေ့မှာတော့ဒေဝရဒနဲ့အဇာတတမင်းတို့မြတ်စွာဘုရားရဲ့တရားတော်ပင်ကိုအရှက်မရှိရောက်သွားပါတော့တယ်ဘုရားမြတ်စွာဘုရားတရားဟောကြားပြီးတဲ့နောက်မှာဒေဝရဒကမြတ်ဗုဒ္ဓကိုဝိညာဉ်ငါးခုကိုပြင်ပေးရန်သူ့ကိုလည်းဘေကုတံဃာဖွဲ့ကြီးကိုလွှဲပေးရန်ဘုရားမြတ်စွာဘုရားကအသက်အရွယ်ကြီးရင်မီဖြစ်တာကြောင့်အေးဆွေးစွာတရားပေါ်နာပွားများနေရန်ပြောကြားပါတော့တယ် အန်တီချိန်မှာမြတ်ဗုဒ္ဓကရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့လိုပုဂ္ဂိုလ်မျိုးဆောင်မှမလွဲအပ်ဘဲနဲ့တင်လို့သူပိဒဇရွေးကိုပြန်မျိုးတက်တဲ့သူလက်ထဲကိုလွဲဖို့မဖြစ်နိုင်ဘူးလို့ပြောကြပါတော့တယ်။အဲဒီလိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလက်မခံခဲ့တာကြောင့်ဒီဝက်ကဒေါရထွက်သွားပါတော့တယ်။အဲဒီချိန်ကနေစပြီးတော့မြတ်ဗုဒ္ဓကိုအတိုက်ခံအသက်ဆုံးတိုင်လုသွားတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။မြတ်ဗုဒ္ဓကလည်းဒီဝက်ထွက်သွားပြီးတဲ့နောက်မှာဘိက္ခုတန်ခါဘွဲကြီးကိုခေါ်ပြီးတော့ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ဒီဝက်အပြုမူတွေအသွေးကြံနေအလုဆ ောင်းမူရာတွေဒါတွေကဘိက္ခုတန်ဃာအဖွဲ့နဲ့မတက်ဆိုင်ကြောင်းဒီဝရက်ကိုဘိက္ခုတန်ဃာအဖွဲ့ကနေပြီးတော့ထုတ်ပယ်လိုက်တယ်ဆိုတဲ့အကြောင်းကိုဆုံးဖြတ်တော်မူခဲ့ပြီးတော့ဘိက္ခုတန်ဃာတော်ကြီးတွေကိုအတန်လွဲစေခိုင်းလိုက်ပါတယ်ပြည်သူပြည်သားတွေစီရောက်သွားပါတော့တယ်အဇာဒမင်းကြီးကလည်းအဲ့ဒီအကြောင်းကိုကြားတော့သူ့ကိုပြည်သူတွေကလည်းမလေးမစားလုံးလာကြတယ်နောက်ပြီးတော့သူ့အဖေကိုတတ်ခဲတဲ့ပြစ်မှုဒဏ်တွေကလည်းယခုချိန်ထိအိမ်မက်ဆိုးတွေအဖြစ်မတ်နေပြီးတော့ကောင်းစွာအိမ်မပျော်ဒီမှာကြာခဲ့ပါပြီဒီလိုဆိုးသွမ်းရောက်မာခဲ့တဲ့ဒေဝရက်ကိုဆရာဖြစ်တဲ့ င်ကင်းမိတာလဲမှားလိချင်းဆိုပြီးတော့သူပေးအပ်ထားတဲ့မင်းဆရာကုရုဖွဲ့ကိုလည်းပြန်လဲရုပ်သိမ်းသွားခဲ့ပါတယ်။နန်းလွဲကိုလည်းဝန်ခွင့်မပြုတော့ရန်လည်းအမိန့်ထိုးထားခဲ့ပါတယ်။အဲ့ဒီချိန်မှာပြည်သူတွေရဲ့လေးစားမှုအကျဉ်းညွန်မှုချစ်ခင်မှုတွေပြန်လဲရရှိခဲ့ပါတယ်။ဒီလိုနဲ့မှာတော့မြတ်ဘုရားကလည်းဘေကုတန်ကအောက်ဖွဲ့ကနေပဲထုတ်ဇာတရမင်းကြီးကလည်းသူ့ကိုထောက်ပံ့မပေးတဲ့အပြင်နန်းတော်တဲ့တော်ဝန်ခွင့်မပေးတော့တာကြောင့်အလွန်ပဲဒေါသထွက်နေပါတယ်။တနည်းတော့အခါမှာတော့ဒေဝဒတ်ကတဏ္ဍာတော်ကြီးကိုပြက်စီးစင်လို့တဲ့အကြံနဲ့တန်ခါအဖွဲ့ကြီးကိုဗုဒ္ဓတန်ကန နေတိကျထောင်ရန်ကြံရပါတော့တယ်သူခွေးထောင်ရတဲ့အဓိကအချက်ကတော့သူမျိုးစော်ပြောချင်းကိုရောမြတ်ကြီးကိုတင်လျှောက်ခဲ့တဲ့ဝင်းနီးပြင်စင်ချက်၅ခုကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီအချက်တွေကတော့ပထမအချက်ကဘက်ကူရိုမှာရှားတမန်တော်နေနိုင်နေပြီးတော့တရင်သုံးရပါမယ်ရွေချက်ကတော့ဂမ္မနီယန်အများကြီးရဇနဘုံတေမာနေပြီးတော့တရင်သုံးနေကြတော့လူသူများနဲ့တွေ့ထိဆက်ဆံနေရပါတယ်တော်ရမာတာနေတိုင်းတွားရမယ်ဆိုပြီးတော့ကန့်တက်လိုက်ရင်ဘုရတန်ကကျုံလာမည်ဖြစ်တယ်ဆိုတဲ့ရွေချက်ဖြစ်ပါတယ်ဒုတိယချက်ကတော့ဘက်ကူရိုဘကရာသပ တ်ဝတ်စုံများကိုစု၍ချိုးထားသောတင်ကန်းမျိုးကိုသာဝတ်ဆင်သွားရမယ်။အဲ့ဒါရဲ့အရွယ်ချက်ကတော့ယခုအချိန်ဆိုရင်ဒါကဒါကမများကိုတင်ကန်းများဝယ်ယူပြီးဘုရားတန်ခါများအားလူတန်းလျက်ရှိကြပါတယ်။ခုနကတန်ခါအဖွဲ့ဝင်တို့အတွက်လူများကြီးညိုမှုများကိုတိုးပွားစေပါတယ်။အဝတ်အဟောင်းများကိုစုပြီးတော့တင်ကန်းအဖြစ်ဝတ်ဆင်သွားရန်ပြဌာန်းချက်ဖြင့်တန်ခါအဖွဲ့ဝင်များအတွက်ထိခိုက်နစ်နာမှုဖြစ်ထွန်းနိုင်ပါတယ်ဆိုပြီးတော့ရည်ရွယ်ပါတယ်။တတိယချက်ကတော့ဒေသတန်ခါများတိဗေအောင်၌အမြဲတရားလေ့ကျင့်သွားရန်ဖြစ်ပါ ပဲယခုလိုတစ်ပြက်အောင်မှာတရားလေးခြင်းတဲ့အခါမှာတော့ယနေ့လိုဖြစ်ပေါ်ပေါ်ထွန်းနေတဲ့ဝိရဏကြောင့်တက်ကြီးတွေတန်ခါယာမကြောင့်ကြီးများပြက်ကွယ်လာပြီးတော့တရားကျင့်တဲ့ပုဂ္ဂိုလ်ဘိက္ခုစုများစုစည်းနေရတဲ့အစဉ်လာပြက်ကွယ်သွားတာဘိက္ခုမဟာတန်ခါအဖွဲ့မှာလည်းပြုတ်ကွယ်သွားစေခြင်းနဲ့ရွယ်ချက်ကြောင့်ဖြစ်ပါတယ်စတုထပြည့်စင်ချက်ကတော့ဘိက္ခုတို့ရာသပန်မိမိကိုယ်တိုင်ဆွမ်းကန်စားတော့၍နေကတရားကျင့်ကြံသွားရင်ဖြစ်ပါတယ်အခုဆိုလဲအရှင်ဂေါရမကိုတရွတ်တကြွယ်များကဆွမ်းစားကြရင်မိမိတို့အိမ်၌ ဖိမန်နဲ့ကပြုကြပါနဲ့ကိုရမမှာလည်းတန်ကအပေါင်းခြံရံပြီးတော့ကြွချီကစွမ်းကမ်းမျိုးမျိုးတို့ကိုစားတော့နေကြပါတယ်အဲ့ဒါကြောင့်ရှင်ကိုရမမှာဂုံမြေတုတ်တက်ကတတိတကျယ်တို့ရဲ့ဂုံပြုကျင်ညူခြင်းကိုခံရပါတယ်အဲ့ဒါကိုမခံစင်လိုတဲ့အရွယ်ချက်ကြောင့်ဒီဆုတ်ချချက်ပြင်ဆင်ရခြင်းဖြစ်ပါတယ်ဒါမီးနောက်ဆုံးအချက်ဖြစ်တဲ့ပြင်ဆင်မချက်ကတော့ဘဲကုတို့မှာရာသပန်တာနာစားသည့်အမဲလျာများကိုစားတော့နိုင်ခွင့်ရှိစေရန်ဖြစ်ပါတယ်ဆိုပြီးတော့သူ့ရဲ့ရွယ်ချက်ကအဲ့ဒါကြောင့်ဒီငါးချက်ကိုပြင်ရပါတယ်ဆိုပြီးတော့ဒီ ချက်တွေကိုမိမရှိတဲ့ကွန်ဒီယာဘာဝင်ဘက်ကုတန်ကအချို့ကိုဒီဝက်ရှင်းပြခဲ့ပါတယ် ဲ့ဒီလိုရှင်းပြပြီးတော့ဒေဝဒနာလည်းအကြံဉာဏ်ကြီးစွာနဲ့ဘေကုတန်ကတွေကိုစီယုံမာတော့တယ်အဲ့ဒီလိုစူးစောင်းလာခဲ့ရဒဇဒဇနဲ့များလာပါတယ်အဲ့ဒီလိုများလာပြီးတော့တနည်းမှာတော့မြတ်စွာဘုရားရှင်ရဟောတပင်ပြီးတဲ့အချိန်မှာဘေကုပေါင်းတို့ရဲ့ရှေ့မှာခုနက၅ချက်ကိုတင်ပြပါတယ်တကယ်လို့အဲ့ဒီ၅ချက်ကိုလိုက်နာမဲ့ဘေကုတွေကတိတ္တာကြောင်းကိုကောက်ယူပါဆိုပြီးတော့မြတ်ဗုဒ္ဓရှင်မှာတန်ကအုပ်စုကိုခွဲလိုက်ပါတယ်ဒီလိုတော့ပြောပြပြီးချင်းမှာပဲရှင်ကောနီယာကအရင်ဆုံးတိတ္တာကြောင်းကိုကောက်ယူလိုက်ပါတယ်ပြီးတဲ့နောက်မှာမကြသေးခင်ကမှတန်နာကောင်ကို ဝင်လာတဲ့ဒေဝဒတ်ကလည်းမဲဆွဲပြီးဖြစ်တဲ့ဝေတာလီအုပ်စုကဘဲကူတန်ကတွေကောက်ယူပါတယ်အဲ့ဒီလိုနဲ့သူ့မျက်နှာကြည့်ကိုမျက်နှာကြည့်နဲ့ဘဲကူအပေါင်း900ဒီဖြစ်သွားပါတယ်ချက်ချင်းပဲဒေဝဒတ်ကဥဆောင်ပြီးတော့တိတန်ဘွဲခွဲထွက်မယ်ဆိုတဲ့အကြောင်းကိုပြောကြားပြီးတန်ကန်900ကိုခါယာတီတာတောင်ပေါ်ကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်ဒေဝဒတ်ကအပျော်ကြီးပျော်နေတဲ့အချိန်ဖြစ်ပါတယ်ဒီဖြစ်ဖက်ကိုရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့မြင်တဲ့အခါမှာတော့မြတ်ဗုဒ္ဓတန်ကိုတွားရောက်ပြီးတော့ရှောက်တင်ပါတယ်မြတ်ဗုဒ္ဓကလည်းပါသွားတဲ့ဘဲကူတန်ကတွေကိုပြန်လဲခေါ်ဆောင်ခဲ့ဆိုပြီးတော့ အရှင်နှမကိုမင်းမွန်တော်မူခဲ့ပါတယ်အရှင်နှမကလည်းဒေဝရက်နောက်ကိုလိုက်သွားခဲ့ပါတော့တယ်ဒေဝရက်ကတောင်ပေါ်ကိုရောက်တဲ့အခါအရှင်နှမလိုက်လာတာလည်းမြင်ရောဝမ်းသာအားရစွာနဲ့ကောလိယကိုသွားကြိုရန်ပြောကြပါတယ်အရှင်နှမကိုကောင်းစွာကြိုဆိုပြီးတော့ဘေကုတန်ကအလယ်မှာနေရာတန်ခင်းပေးခဲ့ပါတယ်ဒေဝရက်ကရှင်သာရိပုတ္တရာလိုကိုရောမြင့်ကြီးပါလာတော့အရှင်ကပဲဘေကုတန်ကအဖွဲတွေပို့တရားဟောပါကျွန်ုပ်ပင်ပန်းနေတာဖြစ်လို့သွားနာပါအောင်မယ်ဆိုပြီးတော့ဘေကုတန်ကအဖွဲနဲ့ရှင်သာရိပုတ္တရာကိုထားခဲ့ပါတယ်ကောလိယကရှင်နှမကို ယုံကြည်ဖို့စောင့်ကြည့်ဖို့ပြောပါသေးတယ်ဒီဝရကလက်မခံပဲဖြာတစ်ချက်ယူပြီးတော့အပင်အောင်မှာခင်းအိပ်ပါတော့တယ်တကယ်ပဲပင်မနေတာဖြစ်တဲ့အတွက်ကြောင့်ခနာချမ်းမှာပဲဒီဝရအိမ်မောကြသွားခဲ့ပါတယ်ရှင်သာရိပုတ္တရာတို့ကိုရမကြီးကလည်းဗုဒ္ဓရဲ့တရားတော်တို့ကို ပြန်လည်ဟောကြားပြီးတော့စီယုံခဲ့ပါတယ်အဲ့ဒီလိုစီယုံပြီးတော့ဗုဒ္ဓထံကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်ဒီဖြစ်ပျက်ကိုရှင်ကောလိယမြင်တဲ့အခါမှာဒီဝရကိုသွားပြောပါတယ်ပြောတဲ့အခါမှာလည်းဒီကိုရနှစ်ပေါက်ကိုမယုံမနဲ့လို့ပြောပြီးတော့အာမင်းစွာနဲ့ပဲဒီဝရရဲ့ရှင်ဘက်ကိုဒူးနဲ့တိုက် ထင်နိုင်ပါတယ်။ဒီဝိနက်ကလည်းအဲ့ဒီဒူးနဲ့တိုက်တဲ့ဒဏ်ကိုအပြင်းထန်ခံစားလိုက်ရပါတယ်။ဒီဝိနက်ကသူ့ရဲ့ဒူးနဲ့တိုက်တဲ့ဒဏ်ကိုခံစားနေရတာကသမျိုးအိတ်ကူတက်ကအဖွဲပြန်ပါသွားလို့စိတ်ဆင်းရဲနေရတာသမျိုးနဲ့ဝေနာကြီးစွာခံစားနေရပါတယ်။အတိတုံနဲ့ကိုလာချပီးတဲ့အခါမှာတော့ဒီဝိနက်ကလမ်းမလျှောက်နိုင်တော့ပဲခင်းပေါ်မှာပဲလဲနေပါတယ်။အဲ့ဒီချိန်မှာဒီဝိနက်ဟာမြေပေါ်တော့ကိုဖူးညော်လိုတဲ့ဆန္ဒပြင်းထန်နေပါတယ်။သူ့တီမှာလည်းကြံခဲ့တဲ့တန်ကအချိုးလည်းရှိပါသေးတယ်။အဲ့ဒီတန်ကအချိုးကိုမြေပေါ်တော့ကိုလိုက်ဖို့ကိုပြောကြားပါတယ်။ဘဲကူတွေကလည်းလမ်းမလျှောက်နိုင်တဲ့သူဖြစ်တာ ကြောင့်လမ်းမပို့ကျင်ခဲ့ပါဘူး။နောက်ဆုံးတော့ထက်ကထက်ကဒေဝဒတ်ကတောင်းမှန်တာကြောင့်အဲ့ဒီချိန်မှာဒေဝဒတ်ကိုတနာပြီးတော့သူ့ကိုဂရင်မွန်တင်ပြီးတော့ဘဲကုသံဃာတို့ကထမ်းအဲ့လိုနဲ့မြတ်ဗုဒ္ဓတံကိုလာခဲ့ကြပါတော့တယ်။ဒေဝဒတ်အဲ့လိုလာနေတဲ့အကြောင်းကိုဘဲကုအချို့ကမြတ်ဗုဒ္ဓကိုရှောက်တင်ပါတယ်။မြတ်ဗုဒ္ဓကဘလို့ပင်လာစေကမူဒေဝဒတ်ဟာငါ့အားဥညော်ကွယ်ရတော့မှာမဟုတ်ဘူးကြောင်းကိုပြောကြလိုက်ပါတယ်။ဒေဝဒတ်ဇင်တုံရေတန်းကြီးနာရောက်လာတယ်ဆိုတာကိုဘဲကုနေကဆက်လက်တင်လျှောက်ပြပါတယ်။ဗုဒ္ဓကလည်းဇေတုံအကြောင်းအတွင်းကို ရောက်လာခဲ့ရင်တော့မှပဲ ဒေဝရဟငါအားပြမနိုင်ရမဖြစ်နိုင်တော့ကြောင်းကိုပြန်လည်းမိတ်မို့ခဲ့ပါတယ်ဒေရုံရံကြီးနောက်ကိုရောက်တဲ့အခါမှာတော့ဒေဝရကိုထမ်းလာတဲ့ဘိက္ခုတန်ဃာတွေကကနေကိုအသာအရာလေးချပြီးတော့ကျန်တဲ့ကိုရေစင်းချိုးကြပါတော့တယ်အဲ့ဒီအချိန်မှာဒေဝရကငုတ်တုတ်ထိုင်ပြီးတော့ခြေထောက်ကိုမြေပေါ်ကိုချလိုက်တဲ့အချိန်မှာပဲမြေကြီးကရွှွန်နုံလုံးဖြစ်ပြီးတော့ဒေဝရရဲ့ခြေထောက်ကိုဝါးမြူသွားခဲ့ရပါတော့တယ်အဲ့ဒီလိုနဲ့ဒုအထိရောက်လာပါတယ်ဒုကနေခါခါကနေဆက်ပြီးတော့ရင်ဘတ်ရင်ဘတ်ကနေ11 11ကနေဒီကိုလုံးမြုံတဲ့အထိဖြစ်သွားပါတော့တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျွန်တော်တို့မြင်းမျိုးခံရရပေါ့ဗျာ။ဒါကလုံးမမြုပ်ခင်ပါပဲ။ဒေဝရဟာကာတာရွတ်ပြီးတော့အဋ္ဌံပြုတ်ခဲ့ပါတယ်။အဲ့ဒါကတော့ကျွန်တော်ရဲ့အကျိုးအသားတို့ဖြင့်စီမံထားတဲ့ဤခန္ဓာကိုယ်ဒီအသက်ရှိနေသည့်အချိန်ကာလအထိသဇဝါအပေါင်းတို့အကျိုးငါတရားပြပေးတဲ့သဗ္ဗညုတဉာဏ်ရှင်ဇာနက်ချီ၍ပုံညာကောင်းကျိုးလက္ခဏာများနဲ့ပြည့်စုံနေတဲ့မဟာဂိဉ္ဏရှင်ဗုဒ္ဓဗျာရဲ့ကိုကိုမှုအရေးအဝါဒကိုကိုကိုသွားမိဖြစ်ကြောင်းသူ့ရဲ့နှုတ်မှနောက်ဆုံးအတန်ထွက်တည်အထိရွတ်ဆိုသွားခဲ့ပါတယ်။သဇဝါရှင်ကအနု ပီယာယွာမှာဒေဝရက်ကိုအခြားမင်းသားတွေနဲ့အတူတရားတမ်းမ၌ဥပဇေပြုပေးခဲ့ပါတယ်။အကယ်၍သူ့ကိုတရားတော်၌ဥပဇေမပြုပေးခဲ့ဘူးဆိုရင်ဒေဝရက်ဆိုတဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့ဆိုးသွမ်းစရာအကြောင်းရှိနေကြောင်းကိုတိုတဲမြင်တွေ့ကဘုရားရှင်ကဥပဇေပြုပေးခဲ့ခြင်းဖြစ်ပါတယ်။တရားတမ်းမတို့၌ငွေလျော်နေပါကဘဝဒုက္ခမှလွတ်ကင်းသွားရန်လမ်းကြောင်းတစ်ခုခုကိုရှာကြံသွားနိုင်မည်ကိုလည်းဘုရားရှင်ကကြိုတင်စဉ်းစားမျှော်မှန်းကဒေဝရက်ကိုဥပဇေပြုပေးခဲ့ခြင်းဖြစ်ပါတယ်။ကဲဒေဝရက်ရဲ့ဇလန် ေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီတက်မှာဘာတွေဘဝတ္တရရနိုင်လဲဒီဆက်မှာကျွန်တော်အချင်းအဖြစ်ပြန်ပြောမယ်ဆိုရင်မနှိုင်းရှင်တဲ့နေရာမှာနှိုင်းရှင်လို့မရဘူးနောက်ပြီးတော့တာသမီကိုဆုံးမတဲ့နေရာမှာလည်းငငယ်ကလေးကတည်းကရင်ကျေးလေမအောင်တိမြန်နေထုံသောအောင်ဆုံးမပေးရမယ်ဖြီးတဲ့နောက်မှာအမားကိုတီးပြီးတော့အမှန်ကိုပြင်သက်သက်စိတ်လဲရှိရမယ်မဖြစ်နိုင်တဲ့အရာကြီးကိုကွက်သွားသူ့ပြိုင်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကြောက်ဆောင်ကိုခေါင်းနဲ့တိုက်တယ်လို့ပဲကိုကောင်းတာကွဲသွားပါတယ်အဲဒါကြောင့်ဒီတက်မှာတင်ငန်းစာယူစရာတွေရှောင်ကျဉ်စရာတွေကိုအများကြီးတွေ ့လိမ့်မယ်လို့ထင်ပါတယ်လူချင်းမင်းတို့ကဘာတွေသိသွားလဲဘာတွေရလာလဲဆိုတော့ကိုကျွန်တော် comment ထဲမှာရှင်းပြသွားလို့ရပါတယ်ကြည့်ရအောင်ဆိုကျွန်တော်ပြောနေကြစကားတိုင်းပဲဒီ video လေးကိုအဆုံးတင်လိုက်ပါကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာလည်းဒီတဲ့ကောင်းတဲ့ season တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကိုလည်း subscribe လေးပြုလုပ်ပေးကြဖို့ကျွန်တော်ပြောကြားလိုပါတယ်ကြည့်ရအောင်ကျွန်တော်တို့နောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ် see you the next video bye bye